US immigration မြန်မာတွေတော့အများဆုံး ပြန်ပို့ဖို့လုပ်နေတဲ့ President Trump မြန်မာတွေပြန်ပို့မခံချင်ရင် အများဆုံးလုပ်တဲ့နေနိုင်တော့ဟုဒီဗီဒီယိုအလယ်မှာ ပြောမယ်ဒီဗီဒီယိုအဆုံးထိကြည့်ပွားဆိုရင်တော့ US မှာနေထိုင်နေတဲ့ immigration option ငါးခုအကြောင်းပြောမယ်ကဘာပတ် American မိနနာ နေထိုင်ခွင့်ပညာရှင် channel ကိုကြိုဆိုပါရစေ။ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးထားတာပါ။ Department of Homeland Security says Myanmar, also sometimes called by its former name Burma, no longer meets the requirements for TPS. And that is because the government says it is now safe for refugees to return home. Myanmar has faced instability in recent years after a military takeover in 2021. That's the video you're looking at now. The Trump administration says allowing the refugees to stay is not in the United States' best interest. But an immigration attorney says there is reason to be skeptical of what the feds are saying conditions on the ground don't really match what is being noted in some of the reports. The risk is that if somebody has a removal order from a country like Myanmar that historically has not accepted deportees or their nationals um, for repatriation, there is a risk that they could be sent to a third country. And that policy. Aha. Uh -huh. မြန်မာ TPS တမားတွေကိုဖြတ်ပြီးတော့ပြန်ပို့ဖို့အတွက်အမေရိကန်အစိုးရ President Trump Administration ကနေပြီးတော့စပြီးတော့လုပ်နေပါပြီ။အားရော CBP app တွေကိုတုံးပြီးတော့ set default လုပ်ပါလို့သူက ပြောနေ။နော် set default ထွက်ပြီးဆိုထွက်ပြီးဆိုပြော။ဟိုတည်င်းတော့မှာဗာပြောတာလဲဆိုတော့ မြန်မာတို့နိုင်ငံမျိုးပါတဲ့เนาะပြန်ပို့ရတူလက်မခံဘူးလက်မခံဘူးဆိုရင် risk ကဘာဖြစ်နိုင်လဲဆိုရင်တခြားတက် country တခြားနိုင်ငံပြန်ပြီးတော့ပို့ခံရနိုင်တယ်ဥပမာ El Salvador လိုမျိုး South Sudan လိုမျိုးเนาะ South Sudan မှာထောင်နေပါရှိရတယ်အရင်ကြမ်းတမ်းတယ် USA အစိုးရနဲ့ contract လုပ်ထားတဲ့နိုင်ငံရှိအဲ့လိုမျိုးပြန်ပို့ခံရနိုင်ပါတယ်တူကပြောထားတယ်အဓိက TPS ကိုဖြတ်သိမ်းရတာတော့ ပဲစီယထရပ်အမနီစတရေးရှင်းဘာပြောလဲဆိုတော့မြန်မာနိုင်ငံကအခြေအနေကပိုပြုတ်ကောင်းလာပြီးလွတ်လပ်ရေးအာရွေးကောက်ပွဲလုပ်ဖို့အတွက်ပြင်ဆင်နေကြပြီเนาะအဲ့ဒါကြောင့်အခြေအနေပိုကောင်းလာရတဲ့ကြောင့်အေးဒီ TPS ကမလိုတော့ပါဘူးလို့ပြောတယ်ဘာပဲပြောပြောနိုင်ငံမှန်သမျှ TPS အကောင့်တို့သူကဖြတ်သိမ်းနေတာ reason ကတော့သူပေးခြင်းတို့ပေးလို့ရတာပေါ့ဟုတ်တယ်မလားဆိုတော့ဒရင်လောင်းမာရီယာပြောတယ် အပြင်မှာတကယ်ဟုတ်ချင်မဟုတ်မှာเนาะဒီလိုမျိုး report ကပြောနေပြီဗျာပို့ပြီးတော့ကောင်းလာပြီဟို state of emergency မရှိတော့ဘူးအမကြမီ recovery လုပ်တော့မယ်ပြောနေပြင်မှာလည်းအာဟုတ်ချင်မဟုတ်မှာကိုတင်းတောက်มาနေတာပြောတာပါเนาะပြောရမယ်ဆိုအမေရိကန်စာအစိုးရထုတ်ထားတဲ့စာတမ်းက100%အကောင်လုံးခြုံပြီးတော့ပြောထားပါဘူးเนาะပလိတ်တန်ရာเนาะ ဘလို့သဘောရပါတယ်လေဒီ TPS ဆိုနဲ့ပတ်သက်ပြီးတော့လက်ရှိခံထားပြီးတော့ထိခိုက်ဝါရီလို့ရှိပါတယ်လားကိုမအမရေးထားတာပါဘာဖြစ်ဖို့ဒါကတော့မြန်မာတွေတော့တင်းဆိုးပါနော်တင်းဆိုးဆိုတော့ဘာကြောက်လဲဆိုတော့လူတိုင်းလူတိုင်းကပို့ကောင်းတဲ့နေရာမိသားစုအတွက်တင်းတင်းချာချာစူးစမ်းပြီးတော့တနေရာမှာနေထိုင်ခွင့်ရအောင်အလုံးလုံးခွင့်ရအောင်စူးစမ်းနေတဲ့လူတွေကြီးပဲနော် အဲ့ဒါကြောင့်ဒီတင်းကလုံးဝစိတ်မကောင်းပါဘူး။တိတိကျကျဒီဗီဒီယိုအလမှာပလေးတဲ့ကိုဘာလို့ရမလဲ။နီးတာ၃နီးရှိတယ်။အဆုံးမှာတော့ဥပဒေနိုင်ကြောင်းရ US မှာတကယ်နေကြီးလူတွေเนาะနီးနန်း၅ခုရှိတယ်။ US immigration အားလာတွေကိုတိတိကျကြည့်ပါလေဆိုရင်တိတော့မှာဖြစ်တယ်။ဒီလိုမျိုးနေထိုင်ခွင့်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေပို့ပြီးကြည့်ရှင်ဆိုရင်ဒီ channel ကို subscribe လုပ်ထားပါ။ Hey ဆက်ပြီးတော့ကြည့်မယ်။ Okay TPS ပိတ်လိုက်တဲ့အတွက်ကြောင့်ဘယ်ထိနေရ US မှာဆိုရင် January 2026နေရနော်နှစ်လပဲကြာတော့အဲ့ဒီ January 2026စကြရတော့လုံးဝလုံးဝထွက်ရမှာပေါ့နော် visa တွေက expire ဖြစ်တော့မယ်မထွက်ဘူးဆိုရင်ဒီ deportation လာမှာလာဖမ်းပြီးတော့ deport လုပ်ရမှာနော် deport လုပ်ရခါကျရင်မြန်မာကိုပြန်ပို့မရအောင်ဆိုရင်တခြားတတိယနိုင်ငံကိုပြန်ပို့ဖို့ သဘောမှာရှိတယ်။ဟောမြန်မာတွေ3969ရောက်တော့ရှိရပြောတယ်။၄တောင်အဲ့တော့ဝင်းကျင်ပေါ်တီပီအက်ဆက်နေနေလို့လေ။ဇန်နဝါရီ26 2026 EAD ဆိုတော့ရှိရ AI IT ပဲ value ဖြစ်မှာဒီတပိုးပြီးတိုးရထားလူတွေလည်း IT ပဲဖြစ်တော့မှာတဘောမှာရှိနော်။ဒါ TPS တမိုင်းပဲနော်။အစာနဲ့တမားတွေ refugee တမားတွေပါတယ်ဒါပေမဲ့အစာနဲ့တမားတွေ refugee တမားတွေ green card နဲ့ပတ်သက်တဲ့ဟာတွေ တည်င်းနဲ့နောက်ပိုင်းရရဆိုရင်တိတိကျကျပြောထားမိမယ်နော်တခြားဘာအကြောင်းသိချင်နေတယ်ကိုမမရေးတာပါ if the date january 26 2026ပါ january 26 2026ကနောက်ဆုံးရက်မယ်နော်အဲ့ဒီရက်မတိုင်ပြီးအာပြန်ထွက်ရမယ်တပုံးမှာရှိတယ်အဲ့တော့ tbs ပြိတိတ်ယူခိုင်တာဖြတ်သိမ်းနိုင်မှာဆိုရင်ဘာလုပ်ရမလဲနေနံ၃ခုရှိတယ် နံပါတ်2ရတော့ immigration ရှေ့နေနဲ့အများဆုံးတိုင်ပင်ပါနော်ဒီလိုကျွမ်းကျင်ရှေ့နေမြန်မာရှေ့နေရဲ့အလို့အရမ်းများနေပြီရှေ့နေကိုကျွမ်းကျင်ဟာကျွမ်းကျင်တာပေါ့ကိုရင်းနေရရင်းနေရုံကြီးရရှေ့နေနဲ့တိုင်ပင်ဖို့အရန်အရေးကြီးပါတယ်ဒါမျိုးဆိုတာနော်ရှိနေတဲ့မတိုင်မင်းမနဲ့တခြားလုံးရနေတိုင်းရောမရှိပါရှိတာပေါ့အဲ့ဒီနေတိုင်းတွေကိုမကြမ်းမပါပြောမယ်ဒုတိယနေတိုင်းပါတယ အခုလက်ရှိခိုင်ထားတဲ့ status စဉ်းစား status ကကျောင်းသား visa လားဒါမှမဟုတ်တခြား visa လား TPS မရှိတော့ဆိုရင်အဲ့ visa ပြန်ရောက်ရနိုင်မယ်အရင်ကကျောင်းသား visa ရှိခဲ့ဆိုရင်အဲ့ကျောင်းသား visa expiration မဖြစ်တဲ့ဟူ valid ဖြစ်တဲ့ဆိုရင်ကျောင်းဆက်တဲ့နေရဆိုရင်ကျောင်းဆက်တဲ့ကိုရနော်အကယ်၍ expire ဖြစ်သွားပြီဆိုရင် TPS မရှိဘူးအဲ့စောစော ကိုရောက်နေတဲ့ status နဲ့မရှိတော့ဆိုရင်ဒါလုံးဝပြန်ထွက်ရမယ်တပုံးမှာရှိတယ်။ January 26 2026မတိုင်မီပြန်ထွက်ရမယ်နော်။နံပါတ်၁ချက်ကပြန်ထွက်ဖို့ကြိုတင်ပြင်ထားပါ။ Okay status နောက်တစ်ခုမရှာနိုင်ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲ။ဘယ်လိုလုပ်ရမလဲဆိုရင်ဘယ်နိုင်ငံသွားမလဲစဉ်းစားပေါ့။နော်တိကျစဉ်းစားကို option ပါရှိတယ်ဆိုတာစဉ်းစားပြန်ထုတ်ပြီးစဉ်းစား။ နေတိုင်းသုံးနေတိုင်းဒါ US မှာလုံးဝနေကျင်တဲ့လူတွေเนาะ US အရင်တဘောကြဆရာရစ်ရှုံတို့ကဘာပတ်အမေရိကန်မီနန်နာဖြစ်ချင်တယ်ဆိုရင် US မှာဆက်ပြီးနေကျင်တယ်เนาะ stock share ပညာတင်ကျင်တယ်အများကြီးများ stock share trade လုပ်ချင်တယ် investment လုပ်ချင်တယ် option လုပ်ချင်တယ်အဲ့လိုမျိုးဆက်နေကျင်ဆိုရင်နေတိုင်း၅နေရရှိ family based immigration number 5မိသားစု နဲ့ပတ်သက်ပြီးတော့နေရတယ်ဥပမာကို့မှာ US green card ရှိတဲ့မိမယောက်ျားရှိတာမယ် US citizen မိမယောက်ျားရှိတာမဆိုရင်ဒါတော့ကိုပြန်ပြီးတော့ရှောက်ရ US မှာနေဖို့တော့เนาะမရှိဘူးဆိုတော့ရှိအောင်ရှာပေါ့ဟုတ်တယ်မလား US မှာ single သမားတွေရှိတာ ရောင်ကြမင်းမရှာနေတဲ့လူဆိုရင်ကိုယ့်ရဲ့ဘိုင်ဝင်လေးနဲ့ကိုမအောင်မှာရေးထားတယ်ပါတကယ်စိတ်ဝင်စားတဲ့လူဆိုစက်တော်မှာပါဟုတ်တယ်မအများကြီးရှာလို့ရဒါမှမဟုတ်ရင်ခုမှာကလေးရှိတာကလေးတို့မိဘရှိတာကလေးဆိုရင်မိဘကိုစပွန်ဆာပေးလို့ရကလေး session နဲ့ဆိုရင်အော်အမေရိကန်နိုင်ငံသားကလေးဆိုရင်စပွန်ဆာပေးလို့ရမိဘရဲ့အလိုပဲမိဘရဲ့စီစီဆိုရင်အာ request ပဲဖြစ်ဖြစ်ဒါနဲ့မိဆိုရင် sponsor ပေးလို့ရ ဒါပေမဲ့များသောဖြင့်အလွယ်ဆုံးနီးတိုင်းလာတော့ယောက်ျားမိမရှာပြီးယူတာပို့ပြီးတော့လွယ်တယ်เนาะဒါကပုံမှန်ပဲမြန်မာမဟုတ်ဘူးတခြားနိုင်ငံနဲ့နားလူတွေဒီရောက်လာပြီးတော့ USA နိုင်ငံသား green card holder နဲ့ရအောင်လုပ်ကြတယ်เนาะတခြားနီးတိုင်းကိုရှိတယ်ရောက်ပေါ့တခြားနီးတိုင်းကတော့ပို့ပြီးတော့ခတ်နေမယ်ဒါပေမဲ့အဲ့ဒါတော့အလွယ်ဆုံးနီးတိုင်းတစ်ခုပါတယ် number 4 US immigration option ကပါတယ်ဆိုတော့ အစာလန်ရှောက်ရနိုင်ပါလေเนาะအကျယ်ရရကိုယ်နိုင်ငံပြန်ပဲကိုကပြန်ပြီးတော့အပြစ်ပေးခံရမယ်ဆိုတာစိုးရင်ဆိုရင်เนาะအစာလန်ရှောက်ရကိုယ်လူမျိုးကြောင့်ဖြစ်စေဘာသာကြောင့်ဖြစ်စေအာနိုင်ငံသားကြောင့်ဖြစ်စေဟိုနိုင်ငံရေးနဲ့ပတ်သက်တဲ့ opinion ရှိလို့ပဲဖြစ်စေဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုမှပါပြီးတော့အဲ့အဖွဲ့အစည်းကနှိမ့်ကုတ်ခံရမှဖြစ်စေအဲ့လိုမျိုးဆိုအစာလန်ရှောက်လို့ရပါတယ်ဒါကနီးတဲ့နံပါတ်4ပါ နီးနားနံပါတ်3ရတော့ adjustment standard လို့ရဒီ politician order ရှိမယ်အေးဒါပေမဲ့ဒီကြားထဲမှာ family တယောက်ရပါမယ် family based petition ရှိတာမှာဆိုရင်အဲ့ဒီ politician order ပြန်ဖွင့်လို့ရနော်တခုရှိရဒီ politician ဆိုတော့ဘာဖြစ်လဲဘာ blue order ဖြစ်သွားလဲဆိုတော့ expire ဖြစ်ပြီးဆက်နေရတယ်အဲ့လိုမျိုးဆိုရင်အေးဒီကြားထဲမှာ okay expire ဖြစ်နေတယ် အာ inspire ဖြစ်အောင်နေမှု suggestion လောက်အောင်မော်နော်ဒါဆရာအများနဲ့တရားဝင်နီးနိုင်မပြောတယ်ဒါပေမဲ့ဘလို့ပဲဖြစ်တချို့လူတွေဆိုရင် example ပြောပြတယ် inspire ဖြစ်သွားတယ် depolish order စောင့်နေတယ်စောင့်နေနေအဲရီးစားတယောက်ရအောင်လက်ဖြောက်တီးပြီးတော့ရှားလိုက်တယ်ရှားပြီးတော့လက်ထပ်လိုက်တယ်တကယ်ချစ်ကျွမ်းဝင်သွားတယ်နော်တကယ်ချစ်ကျွမ်းဝင်လာအာဆရာလူမျိုးအရက်6ပေ6 special ရှိတယ်အာကဘာဘတ်အမေရိကန်မီနဲ့တော့မိမင်ရင်းမှာချစ်ကြိုင်သွား ချစ်ကြတော့မတက်နိုင်ဘူးเนาะ USA မှာပဲနေရတော့မယ်အဲအဲ့လိုမျိုးဆိုရော့ဒါကတော့ adjustment status လုပ်ရပါတယ် option number 2อ่ะပါလိုက်ရဆိုတော့ U visa U visa ပါလဲဆိုတော့ USA မှာပြစ်မှုတစ်ခုလုတ်ခံရတယ်ဓမြတိုက်ခံရတယ်ဘာလို့လဲတခုပေါ့ဟုတ်မှာ အကြမ်းဖက်ခံရတယ် ဆိုရင် U visa ရှောက်ရတယ်ဒါတော့တော့ကန်ဆိုးကန်ကောင်းပြောရမယ်နော်ပလိတိုက်ရောအကြမ်းမခံခံရတယ်ဒီမတိုက်ခံရဆိုရင်အိုကန်ဆိုးရထင်ကြမှာဒါပေမဲ့တကယ်ပညာရှင်တွေနော်ဆရာနဲ့ဆရာ channel အများကြီးကြည့်နေလို့ညအာဆရာပြောထားတယ်ဒီဟာကန်ဆိုးပြီမဲ့နော်ဖြစ်လာတာမတတ်နိုင်တော့ဖြစ်ပြီးပါပြီငါခံခံလိုက်ရပြီဒါပေမဲ့အရှုံးနဲ့အမျက်ထွက်ဘယ်လိုလုပ်မလဲ ် U visa ရှိတယ်။ဆရာ Rich ပြောတာလေဆရာ channel အများကြီး follow လုပ်ထားအကုန်တိတယ်။ဆရာ channel follow လုပ်ထားတဲ့လူတွေကကံကောင်းတဲ့လူတွေကြီးပဲ။ဘာကြောက်လဲဆိုဒီမို့ဘူးလူရရောက်ပို့ဆိုလွယ်မမလွယ်လား။ဟုတ်လားမ။အဲ့တော့ U visa တတိယနော်။ Okay ကံစိုးမယ်ဆိုခံရမယ်ဆိုရော U visa ရှိနော်။ရှိနေတဲ့တိုင်ပင်မှာဒါမျိုးတော့ခက်ပါလေ။ဆိုတော့ family petition ဆိုရင်အာလုတ်တက်လဲဆိုရင်ကိုယ့်ရဲ့ visa ဆရာလူကိုကျွမ်းကျင်တယ်ဆိုရော် ရှင်းနေလူချင်းမလို့နေမှာဟုတ်မှာဆရာဆိုဆက်ရောက်ချစ်တဲ့ user ဆိုတာဘယ်တခြားနိုင်ငံဘယ်ပို့မလဲဟုတ်တယ်မှာကို့ပေးနာမှာမရရောက်ထားမှာဗောပညာရည်များရှိရင်လေပညာရည်များရှိရင်နော်အဲ့လိုမျိုး user ရှာဖို့ဆိုတာလည်းအရေးချင်းတစ်ခုပဲအဲ့တော့ဘာမှ share ဆရာမလို့အရေးချင်းရှိရဆိုဟေး hi ခင်ကျင်လို့ပါဆိုပြီး message တွေပို့လိုက်ဟုတ်တယ်မှာ user စီမှာနေနေတဲ့လူတွေအအောင်မြင်နေတဲ့ပုံရှိရတူမှာသူတခြားကြည့်ရတာအမြဲပျော်နေစိတ်ထားကောင်းမှာပုံပဲ နော်အရင်လက်ရှိရရုပ်ဝတ်ချော့တယ်ဆစ်ပက်ရှိတယ်အာတော်တော်ချမ်းသာတယ်အာအရင်ချင်းရှိရညံညံရရပြေဝတယ်အဲ့လိုမျိုးဆိုရင်အဲ့မဆုံးခင်ကျင်တော့ပါဆိုအနည်းဆုံးတရင်ချင်းရပါမယ်နိဟုတ်တယ်မအဲအရှုံးမရှိပါဘူးခေနံပါတ်1ကပါလဲဆို Nigel challenges and injection injection ကတချို့ကိစ္စတွေကဒီလိုမျိုး deportation လုပ်တာ ် TPS ဆိုရုပ်တရားတရားမဝင်ဘူးဆိုပြီးတော့အစိုးရတရားပြန်ဆွဲလို့ရပါတယ်။နော် termination decision no white လက်ခံစရာမလိုအစိုးရဆိုမယ်အမေကကောင်းချက်ပါလဲဆိုတော့အစိုးရလုပ်တဲ့ဥပဒေတွေမကြိုက်ဘူးဆိုရင်တရားမဝင်ဆိုရင်ကိုကပြန်ပြီးတော့တရားဆွဲခွင့်ရှိပါတယ်။อืมအဲ့လိုမျိုးဆိုရင်တရားဆွဲရမှာဆိုရင်ဒီတရားဆုံးဖြတ်ချက်မပြီးမချင်း injection stay နေလို့ရတယ်။အာဒါကပညာပဲနော်။ရှင်းနေတဲ့တိုင်ပင်မှာရှင်းနေတဲ့တိုင်ပင်မှာနော်။အဲ့ဒါပညာပဲ။ immediate deposit ဒီ case ကိုကြည့်နေတဲ့အချိန်မှာဆိုချက်ချင်းနှိမ်ထုတ်မရ။တရားဆွဲလိုက်ပြီဆိုတာတရားရုံမပြီးမချင်းနှိမ်ထုတ်လို့မရပါဘူး။ဟာဘလော့ပိုင်တယ်။တရားဆွဲဆိုတာတော်တော်ကြာတယ်နော်။တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်သုံးနှစ်ဖြစ်ဖြစ်မယ်။စဉ်းစားနော်စဉ်းစားနော်တော်တော်ကြာတယ်နော်။တရားမှာကိုရှုံးခဲ့ရအောင်မှာ အေးအနည်းဆုံး2နှစ်3နှစ်၄5နှစ်ရောက်ဆက်နေလို့ရမှာဆိုရင်မကောင်းဘူးလားအာဒါအင်တာနက်ပေါ်ကကြည့်ပြီးတော့ပြောရပါเนาะတေးချာရှေ့နေတိုင်ပဲပါလောက်အောင်မတိုင်တော့ပါဘူးဒါဘလို့နီးနိုင်ရရှိတယ်ပလေးတက်ရဘူဒုဒအနေနဲ့ပေးထားတာတခြားဘယ်နိုင်ငံတွေမှာ နေခြင်းပါလဲပလေးတက်ကိုကိုမတ်အောင်မှာရေးတာပါနေခြင်းနိုင်ငံကိုမတ်မြင်များပေးထားတယ်နေအဲ့နိုင်ငံမှာနေထိုင်ခွင့်တွေဘလို့မျိုးရှိတယ် အမျိုးမျိုးဆရာအနည်းတင်အနည်းတင်လို့ဗီဒီယိုလေးတင်သွားမှာဖြစ်ပါတယ်ဆရာနဲ့တေချာတိုင်ပင်ခြင်းနဲ့ဘယ်နေရာမှာနေခြင်းနဲ့နော်ဘယ်လိုမျိုးရအောင်လုပ်မလဲဒီမှုအကြံဉာဏ်ကောင်းတယ်ပညာတွေအများကြီးတိုးကျယ်ဆိုရင် mentorship ခေါ် join ရပါတယ်နော် mentorship ခေါ် join ရမှာဆိုဒီတစ်ပတ်တောက်ကြနေ USA ညာဘက်အာအာရှဆိုရင်တော့ Saturday မနေ့ဖက်ရှိရင်တော့ဒီတစ်ပတ်ရှိရင်တော့ join ရတယ်မလို့စင်တဲ့အာတောက်ကြနေမှာ လင့်နေရ YouTube video description ကမှမရှိရဲ။ကြံတဲ့နိုင်ငံမှာနေရခေတ်သားရှိကိုကျွန်တော်ကျမချမ်းသာပြီးတာပဲ။ကဘာပတ်ချင်တယ်။အားဆိုရင် stock investing, call option, put option နော်။ advanced option နဲ့ day trading movement stock တင်းဦးရဒီပညာ၅ခုကိုတစ်နှစ်လုံးမှာတေချာတက်မြောက်ကျွမ်းကျင်သွားတဲ့လူတွေအားလုံးကဒီ magic တွေ ပြည့်တာများပါတယ်။တိကျကြိုးစားစီစဉ်ရှိပါနော်။မိဘရဲ့ကျူးဆက်ဆက်ကြရမယ်။အောင်လဲအောင်မြင်ကြရမယ်။ကဘာပတ်ချင်စရာရမယ်။စိတ်တက်တာပြင်းထန်ရမယ်။မဖြစ်ဖြစ်အောင်လုပ်ချင်စရာရှိမယ်ဆိုရင်တော့ဆရာတပည့်ကောင်ဖြစ်နေပါလေ။လက်နေက YouTube video description ကမှမရှိရင်ဒီနေ့အစိမ်းသွင်းပြီးတော့မယ်။ဒီနေ့ပဲတင်တတ်ပြီးတော့မလက်ဖြံမှာအောင်မြင်မဲ့ကဲပူများအောင်လုပ်ရပါပြီ။အခုရချိုးရင်ရှိတယ် ကေယာမျိုးပူကောင်းပါလားကေယာပူကောင်းလဲဆိုတော့ဆရာကနင်အပ်ထရမ်နေအပ်ထရမ်နေကိုငါးလမ်းနီးလမ်းငါးလမ်းရှိရအဲ့ဒီဟာတွေကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်ကေယာအဲ့လိုကြီး expert မဖြစ်ပေမဲ့ဆရာရဲ့ဒီအပ်ထရမ်ပါလဲအပ်ထရမ်ဟာတွေကိုတိချပိုင်တိုင်းလို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကလောကဘာမှနားမလည်ရဲဘူးเนาะဆရာပြောတဲ့အတိုင်းပဲနှိုင်းလုပ်ပါတယ်။ဒီဟာတွေကိုအတိအကျတိကျတိုင်းလုပ်တယ်။လုံးဝအချုံမရှိဘူး။ Hello ဆရာ CIS store ဆရာကလပ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမတော့ CIA အပေါ်တခါလေးမှဖမ်းနိုင်မှာပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာလွင်ချင်းအဖြစ်အရင်နှီးနေနေလေးနဲ့အမြတ်များများရနိုင်နေကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ တရားမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာသင်္တန်းတဲ့ရနဲ့ကလာပြေမှာခုနှစ်ထောင်နဲ့ငါးရမြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့သင်္တန်းရပြီအခုတော့အဲ့လိုမြတ်လေးဆရာရေးဆရာကျေးဇူးပဲဒီ new year လိုက်လေးနိုင်ငံကိုပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတိုရှေတင်နေမှာတင်နေတက်ပြီးတော့ကျွန်တော်အခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နိုင်ဒီကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှအလုပ်တဲ့အတွက်ကြောင့်ပို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်းဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာရိရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေရကြပါပြီဆရာရဲ့ မနေ့ကမှ stock membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအမြတ်အများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ stock membership တွေကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ